ငါးကြီးစီထုတ်လုပ်မှုလုပ်ငန်းစဉ်ကတင့်ကိုအန်အားတင်ဆင်နေပါတယ်။ငါးကြီးစီအညာစုဟာပင်လယ်နဲ့ငါးတွေကနေမဟုတ်ပဲငါးကောင်းငါးအခြေခွေနဲ့ငါးအခြေခွေလိုမျိုးစေးပေါ့တဲ့ဘေးထွက်ပစ္စည်းတွေကနေလာတာပါ။ဒီကုန်ကျန်းတွေဟာဈေးကွက်တန်မှုနေပါပြီမဲ့ငါးကြီးစီပို့လို့ကိုအခြေခံဖြစ်အသုံးပြုကြပါတယ်။ပထမအဆုံးနေနဲ့စွန့်ပစ်ပစ္စည်းတွေကိုခွဲထုတ်ပြီးဈေးကက်ကအနံ့ဆိုးထက်တဲ့အယောအနှုတ်ချေကျိတ်ချေလိုက်ပါတယ်။ဒီလုပ်ငန်းစဉ်ကသွေးနဲ့ဆွေးမြေနေတဲ့အနံ့ဆိုးတွေနဲ့လေထုတစ်ခုလုံးကိုပြည့်နှက်သွားစေပါတယ်။ ဒီမနီမျိုးဖွဲ့အနံစိုးတွေကိုဖုံးကွယ်ဖို့အတွက်စက်ယူနီကဓာတုပစ္စည်းတွေအနက်အရသာထဲသွင်းပစ္စည်းတွေနဲ့စိတ်ကြိုက်ထုတ်လုပ်ခါတဲ့ရေနက်တွေကိုပါထဲသွင်းကြပါတယ်။ပြီးရင်ဒီရောနှုံးကိုစီခွဲထုတ်ဖို့အတွက်အပူချိန်မြင့်နဲ့ဆက်နဲ့ဖိရညာကိုပို့ပါတယ်။ဒီအစ်စစ်မှာထုတ်ယူလိုက်တဲ့စီဟာအယောင်မဲပြီးအနံစိုးထက်တဲ့လုံးဝစားလို့မရတဲ့အရာဖြစ်ပါတယ်။နောက်တစ်စစ်မှာတော့စီကိုအယောင်ချွတ်ချင်းနဲ့တန့်စင်ခြင်းလုံကန်းစင်တွေပြုလုပ်ပြီးစစ်တုဒဇန်များစွာကိုဖျက်သိမ်းပြီးမှကျမတို့မြင်တွေ့ရတဲ့ရွှေအိုးရောင်စီအထစ်ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာတော့အိတ်နဲ့အလားပါဆုံးထုတ်ပိုးပြီးဒီအိတ်ရှည်ကျွဲဝတ်တဲ့ soft capsules အပြော့စားဆေးလုံးများအဖြစ်ထုတ်ပိုးကစူပါမားကတ်စင်ပေါ်တင်ပို့လိုက်ပါတယ်။စားသုံးသူတွေကတဘာဝကြပြီးဂျမအိတ်နဲ့ညီညွတ်တဲ့ထုတ်ကုန်တစ်ခုကိုဝယ်ယူနေတယ်လို့ထီနေကြပေမဲ့တကယ်တမ်းမှာတော့ဒီငါးခီးစီဟာဈေးပေါ်တဲ့စွန့်ပစ်ပစ္စည်းတွေကိုစီမံဖန်တီးထားတဲ့ရလတ်တာဖြစ်ပါတယ်။